မာနကခွေးအမီးလိုပဲဘာမှအသုံးမတည့်ဘူးဆိုတော့မာနတွေလျှော့ပါမာနတွေနော်ဘယ်နေရာမှာအသုံးမယ်မာနဘယ်နေရာမှာမသုံးနဲ့အသုံးမတည့်ဘူးမာနခံရင်တရားမရဘူးမာနကြီးရင်ဃာရဝမရှိဘူးမာနကြီးတဲ့သူကအယုသေးပေးဖို့ဝင်လေးသွားတယ်သူများကိုအယုသေးမပေးတော့မန်တက်နေတာလေ မာနကြီးတဲ့သူကနိဝါဒနှိမ့်ချဖို့မလုပ်တော့နိဝါဒဆိုတာဃာရဝဆိုတာမင်္ဂလာတရားနိဝါဒဆိုတာလေမင်္ဂလာတရားမာနကြောင့်အဲ့ဒီမင်္ဂလာတရားတွေမရှိတော့ဘူးဆိုအမင်္ဂလာဖြစ်သွားတာပဲနော်ဒါကြောင့်လို့အနှစ်မရှိတဲ့စပဏံကထောင်း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 တိတ်ဖြစ်တာအတိတရားတွေရှိသွားတယ်ပညာတွေတအားတက်သွားတဲ့ပုံကိုယ်တွေကြတော့နှိမ့်ချသွားစပဏံလို့ပဲအနှစ်ရှိတဲ့စပဏံကနှိမ့်ချသွားတာ ဟောမင်းကတိပိကဆရာတော်ဘုရားကြီးရဲ့ပုံလေးတွေကြီးလိုက်ဆရာတော်ကြီးကမေတ္တာဓာတ်အားကောင်းတယ်လို့နှိမ့်ချမှုလဲတအားကောင်းတာအမြဲတမ်းကြည့်ရင်ကြုံကြလေးပဲထိုင်တယ်တရားဟောတာစကိုရင်လေးတရားအစားအရှင်ဘုရားတပည့်တော်ပြောတာပညာတတ်တဲ့မြပညာတက်လုံးအာကြီးတော်နှိမ့်ချသွားတယ်ပညာမတက်တဲ့သူတွေကြတော့ထောင်း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 သိမ့်လောက်တာမလီ BSc ကို MS တို့ PhD တို့ပါတီတို့ညာဒီတို့နော်အော် လောကလူသားတွေတက်တဲ့လောကပညာကဘိသက်သူတို့ကလောကရက်တွေလောကတက်ပညာတွေပဲသင်ပေးလိုက်တဲ့အခါကျတော့စိတ်ရုပ်ပိုင်းဆံရာတွေပဲသင်ပေးတာစိတ်ပိုင်းဆံရာတွေသင်မပေးလိုက်တဲ့အခါကျတော့ပညာတတ်တွေကတတိမပိုင်ဉာဏ်မပိုင်ပညာတတ်တွေရုပ်မှာပြီဆိုရင်လိုက်မမီတော့ဘူးเนาะပညာတတ်များသရတရားနေသွားရင် ဖရာကိုလည်းမကြည်ညိုတရားကိုလည်းမကြည်ညိုတန်ခါကိုလည်းမကြည်ညော့မကြည်ညိုတော့ဘူးပညာလွန်ကဲ့တတ်တာနဲ့စင်းလဲကောက်ချစ်တယ်ပညာအာကောင်းပြီးတော့ယုံကြည်မှုတရားတရားနဲ့ရင်ကောက်ချစ်သွားတာညောအိုးဘုန်းကြီးကိုးကွယ်စရာမလိုပါဘူးဆိုတာရှိတာတချို့ကလေလူစရာမလိုဘူးဖရာကပြောတာစိတ်แท้ရှိရင် ပြီးတာပဲလို့ပြောတယ်အဲ့လိုနဲ့ဒါနတွေတည်းမလုံတော့ပညာတတ်တရားလေ ဟောပညာမြတ်တက်သွားရင်ဟိုကလာကြီးတော်တရားတယ်ဘုန်းကြီးကနွားနှုတ်ပို့တယ်ကလာကြီးတယောက်ကလာကြီးကနွားနှုတ်ပို့ရင်းနဲ့နွားနှုတ်အိုးကြီးကဖယားနာရောက်တော့ရှီတုံဖယားနာရောက်တော့စပိန်ဆလစ်ဖြစ်ပြီးတော့မှောက်ကြတော့စပိန်ဘောနွားနှုတ်အိုးကြီးမှောက်ကြလမ်းပေါ်ပြန့်သွားပါမှမရှိတော့နွားနှုတ်အိုးကြီးမှောက်သွားတော့မှ ကလာကြီးကလက်ဦးလေးချီပြီးဖယားပဲလှည့်ပြီးတော့မှောက်သွားတဲ့နွားနှုတ်အိုးကြီးရွှေတုံဖယားကိုလှူပါတယ်ဗျာ ။ဩမောက်သွားတဲ့နွားနို့အိုကြီးရွှေတကုတ်ခရကိုကလားကြီးကလူရာဗျာ။ကုသိုလ်ရလားမရဘူးလား။ဘလို့လို့ရမှလဲပညာတတ်တည်းကအဲ့လိုဖြစ်ကုန်။ကလားကြီးတို့ပဲဉာဏ်ဉာဏ်နဲ့တည်းများကုန်တာ။ဩအလကားပြိမဲ့အတူတူဖရားလူလိုက်တာပေါ့။သိမလုပါနဲ့။တချို့ကလေဩဆရာတော်ကဟောထားတာရှိတယ်။မနာပတ္တာယိလဘတိမနာပံ။ မနာပတ္တယီကိုကြိုက်တဲ့အရာလေးကိုပေးလူတဲ့ပုဂ္ဂိုလ်တိမနာပံကိုကြိုက်တာကိုလက်ပတိရမယ်ကြိုက်တာလူရင်ကြိုက်တာရမယ်ဆိုတော့အယက်သမားက "तू ကအယက်ကြိုက်တာဖခင်အယက်သွားလူမလုပ်ရဘူး"ဟုတ်လားကိုကြိုက်တာလူကိုရမယ်ဆိုကိုကြိုက်တဲ့အယက်ကလေးဖခင်သွားလူဘယ်ဖြစ်မလဲပရိသတ်ရဲ့မလူကောင်းတဲ့အလူတွေထဲမှာအယက်လည်းပါတယ်အဲကြောင့်မွေးနေ့ဆိုပြီးတော့တငယ်ချင်းတွေများ ဟိုအရက်လေးတွေတော့သွားပြီးတော့မတိုက်နဲ့ကုသိုလ်လည်းမရအကုသိုလ်ပဲရတယ်ကုသိုလ်မရဘူးเนาะအရက်တိုက်တာဖခင်ကမလူကောင်းတဲ့အလူတွေထဲမှာအဲ့ကာမဂုံ အလူတို့အစိတ်အလူတို့လက်နက်အလူတို့အရက်သေးစားအလူတို့အပယ်လားကြောင့်အလူတွေထဲမှာပါတယ်မွေနေဆိုပြီးတော့ပါတီပွဲတွေနဲ့သွားသွားမလုံနဲ့မွေနေဆိုတာတည်ဖို့ဖြစ်တာဟုတ်လားဒီစမကောင်ရဲ့နောင်တော်ကြီးကဘုန်းကြီးမွေနေတုန်းကပြောတာလေမှတ်မိတယ် ဝင်းနေဆိုတာတဲ့ကြီးတာနီးတာကြောညာတာမှတ်ပါဝင်းနေပါကြီးတာနီးတာကြောညာတာမှတ်ပါဝင်းနေပါ အသက်တွေဘလောက်ကြီးသွားပြီဆိုတာကြောညာပေးတာနီးသွားပြီဘာနဲ့နီးတာသေဖို့နီးသွားတာကြီးတာနီးတာကြောညာတာမှတ်ပါဝင်းနေပါအသက်ကြီးတာကိုဘုံမယုံနဲ့အသက်ကြီးတယ်ဆိုတာကသေဖို့တနည်းနှီးသွားတာ နေဖို့တနည်းနှုတ်ခံရတာပဲ။ဩမွေးနေ့တွေလှုပ်တာလှုပ်တာ အသက်တနည်းကြီးသွားရင် သေဖို့တနည်းနဲသွားပြီးတနည်းအနှုတ်ခံလိုက်ရပြီဒါတော့သက်တမ်းစီနေရမှာနော်မောရင်ဟိုဂိန်းလေးစော်ရင်လည်းကားဝင်တိုက်သွားရင်အဲ့ဒါတတန်းတော်မစီလိုက်ဘူးဥပိ္ပစေတကမရဏနဲ့သေမှာနော်ဥပိ္ပစေတကမရဏအက်ဆီဒင့်ဖြစ်ပြီးတခုခုနဲ့သေတာကိုဥပိ္ပစေတမရဏလို့ခေါ်တာ ဘုန်းကြီးနိုင်အဲ့ဒါကိုဒီနေ့ခေတ်စကားနဲ့ပြောရင်တေချင်းစိုးနဲ့တေတာတေချင်းစိုးနဲ့တေတာကားလိုက်ပြီးယထာတိုက်ဘာဖြစ်ဖြစ်တေတာအဲ့ဒါပဲနော်တဲ့ရောပြိတ္တရင်ဘာမှအကြာကြီးမဟုတ်တဲ့ငါတော်ငါမဟုတ်တဲ့လောကကြီးမှာဘာဖြစ်လို့မာနတွေတက်နေမှာလဲမာနကအတွေးမာကိုဖြစ်စေတဲ့တန်တရားကိုရှည်စေတဲ့တဏှာရဲ့မာနရဲ့နောက်တစ်ခုကဒိဋ္ဌိအယူမာတာ အမားတွေမြင်တာအမှန်ကိုမမြင်တော့ဘူးအဲ့ဒါဒိဋ္ဌိပဲမဟုတ်တာကို အဟုတ်လို့ထင်တာတွေအဟုတ်ကိုမဟုတ်လို့ထင်တာတွေဘုန်းကြီးတို့မာလူမျိုးတွေအဲ့ဒါတွေတော်တော်များသွားပြီနော်ဟိုအမေရိကန်သမရာကြီးပြန်ဟိုအမေရိကန်သမတ်ပြန်သွားဒင်းနစ်မေရှယ်ကပြောသွားတယ်တဲ့ဘုန်းကြီးကစာဖတ်တော့ဘုဒ္ဓတာပါမြန်မာလူမျိုးကတဲ့နှစ်မျိုးပဲတည်တဲ့လူမျိုးတဲ့ နှမျိုးကိုပဲဆွဲထားတဲ့လူမျိုးတဲ့မှားတာနဲ့မှန်တာဒီနှမျိုးပဲတည်တယ်အမားဆိုရင်လည်းအကိုအမားကြီးပဲမှန်တယ်ဆိုရင်လည်းအမှန်ကြီးပဲဆိုတော့ရှားလေးကိုမရှိဘူးတဲ့ရှားဟောမစ္စမပฏิပဒအလဲလက်လန်းစင်လေးကိုမတွေးတတ်ဘူးတဲ့တောက်ရည်တန်ဘူးကိုဗမာလူမျိုးကရေတောက်လို့ပဲရတယ်လို့ထင်တာတဲ့ တော့ဒီတန်မှုရေးဖွင့်ပြီးတော့အဲ့ဘိုးကွင်လေးကို တခြားနေရာမှာအသုံးချလို့ရတယ်ဆိုတော့အတွေးတွေမရှိဘူး။ဩပရိသတ်ရဲ့တခုကိုဆွဲကင်ထားရင် extreme ဖြစ်တယ်။အလွန်ဖြစ်သွားတယ်လမ်းလွဲသွားတယ်။မေဇိမပဋိပဒဖခင်ကပြောတယ်။အလေလက်ချင်းစင်